ဆကောပလစ်တဲ့များလုံးမဲမင်္ဂလာပါကျွန်တော်ဒါအင်ကာညမှာကစားမဲ့နောက်ထပ်ပွဲတစ်ပွဲဖြစ်တဲ့ Bayern Munich နဲ့ Inter Milan တို့ရဲ့ Champion League ပွဲလေးကိုကျွန်တော်နဲ့တူစီတူကနေပြောမှာသုံးသပ်တိဆက်ပေးတော့ဖို့ရှိပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကိုဒါဒီညမှာကစားမဲ့ဒါ Champion League နောက်တစ်ပွဲပေါ့လေဒီပွဲကဒါ2000 17 final ဖြစ်မှာတယ်เนาะ2017 final ရောက်တဲ့အတင်းဒါ Inter Milan နဲ့ဒါ Bayern Munich အဲဒီပွဲမှာတော့ Inter Milan 2-0နဲ့ Bayern Munich ကိုအနိုင်ယူပြီးတော့မှဒါဖလားသုံးလုံးချက်ပြီးရဖြစ်သွားခဲ့တာပေါ့လေဒါ အဲအခုဒီနှစ်သင်းပြန်ပြီးတော့မှတွေ့တယ်ဒါနှစ်သင်းတော့တော့ချန်ပီယံဟောင်းနေဖြစ်ချင်တော့ဘိုင်မြူနစ်ကိုအင်တာမီလန်ကိုလက်ရှိအချိန်မှာဒဏ်ပတ်သက်တာတော်တော်လေးများနေတယ်အထူးဖြစ်တာဘိုင်မြူနစ်ကဒါအဓိကကစားသမားမှုရှိရလားဒါရှစ်ပတ်လောက်ထိနားမဲ့ဒဏ်ရပါတယ်ခန်းစစ်မှာလည်းအယ်ဖွန်ဆိုဒေးဗစ်လိုတကယ်အကူရတဲ့ကစားသမား6လောက်လို6လလောက်ဒီနားမဲ့ဒံရရထားတယ်ဒီ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 နှစ်သိန်းချီနေပေါ့လေဒီနှစ်သိန်းချီနေလို့စီတူတုံးသက်ပြီးပါဘူးဟုတ်ကဲ့ဘောအဲ2090 channel လေးပိုင်းနေပေါ့နော်ဟုတ်ဒီပြန်ပြီးတော့နေရမယ်လက်ရှိအခြေအနေမှာတော့ပြောမယ်ဆိုရင်နှစ်သင်းစလုံးကသူတို့သက်ဆိုင် league တွေမှာတော်တော်လေးအားကောင်းတဲ့စွမ်းဆောင်ယူပြထားတယ်အဲဒါမဲ့ champion league မှာတော့အမ်ကျွန်တော်ပြောစမတ်တွင်လာတဲ့စွမ်းဆောင်ယူမပြရသေးဘူးမပြရသေးဘူးဆိုတော့သူတို့ရဲ့ဒီအတွဲဖက်တင်တဲ့လဲဆိုင်တာပေါ့နော်လက်ရှိမှာတော့အင်တာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ခြေစွမ်းရှိရယ်အဲဘိုင်မြူနစ်ကတော့အရင်ကလောက်လည်းပဲမဟုတ်ပေမဲ့ သူတို့ကြောက်စရာကောင်းနေစေဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့အကြော်တွေမှာအမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာတရားပဒနာတွေကနည်းနည်းလေးဒီအတွဲဖက်ကိုအမ်စိတ်ဝင်နှောက်နေရပါတော့အင်တာမှာအပြောမလို့အင်တာကလည်းတော်သေးရဲ့ဒီဘိုင်းမြူနစ်အတွက်ဂျမားမှုစီရလာတရားရသွားခြင်းကတော်တော်လေးအထိနာစီရလို့ကျွန်တော်ယူဆတယ်ဟုတ်ပေါ့ဟုတ်မူစီရလာကအသက်သွေးကြောပဲပေါ့နော်ကီမစ်ရဲ့မူစီရလာရဲ့ဟာရီကိန်းရဲ့ဒီစင်ထရယ်ကောကအ အရေးပါဆုံးလို့ပြောလို့ရတယ်ဘိုင်မြူနစ်ရဲ့ဒီတောင်းမနေမှာဘသူပဲကစားကစားပေါ့နော်အဒီအဆန်ဒီပဲကစားကစားကနာဘရီအပီယိုကင်းစလေးကိုမန်ဘသူပဲကစားသည်ဖြစ်စေသူတို့ရဲ့စွမ်းဆောင်ရည်ထက်ဆိုင်မူဆီယလာဟာရီကိန်းနဲ့ဒီနောက်ကအဒီပလိုင်းပလေးမေကာရူကစားပေးနေတဲ့ခင်မစ်ရဲ့စွမ်းဆောင်ရည်ကဘိုင်မြူနစ်ရဲ့ခြေစွမ်းတော်တော်လေးပုံဖော်ပေးရပေါ့နော်အဲ့တော့လက်ရှိမှာအဲ့ဒီဂျမမူဆီယလာဒဏ်ရရသွားတာတော်တော်လေးဆိုးတယ်အဲ့တော့ ဲ့ဒီနေရာဘယ်သူဝင်ကစားမလဲပေါ့နော်အိုလီစီကိုအလဲပို့မလားဒါမှမဟုတ်မူလာကိုကစားစီမလားဒီရွေးချယ်မှုနှစ်ခုတော့ရှိတယ်အဲ့တော့ဘယ်လိုလုပ်သွားမလဲဆိုတော့အဆောင်ကြီးရဖို့ရှိတယ်ဒါပေမဲ့သိကြတယ်ဘယ်သူပဲကစားကစားမူစီယာလာနဲ့လို့ဖြစ်မှာမဟုတ်ဘူးအပြည့်ဒီမူစီယာလာရှိနေခြင်းကအိုလီစီကိုပိုကောင်းမွန်စေတယ်ပေါ့မူစီယာလာကဒီ channel ရဲ့အကုန်လုံးပေါင်းပြီးတော့ကစားပါပေါ့နော် တကယ်လို့ဒါမူလာကအဲ့ဒီနေရာမှာကစားပါဆိုပါဆိုမူလာရဲ့လက်ရှိအသက်အရွယ်အရာအဲ့လိုမျိုး ် dynamicism မရှိတော့ဘူးပေါ့နော်မရှိတော့တဲ့အခါမှာ OLC အတွက်ကိုပါတက်ရောက်မှုတချို့ရှိတယ်ပြီးတော့ခန်စစ်မှာအထူးသဖြင့်ဘယ်ခန်စစ်မှာကဒီနောက်ဆုံးပွဲတွေမှာဆို Stanisic ကစားနေရပေါ့နော်သူက Stanisic က right back အမနေ့ကဒီ Leverkusen မှာလည်းသူ right back အနေနဲ့ကစား right back ပေါ့နော် natural right back ဒါပေမဲ့သူ့ကိုအခုဘယ်ပို့ထားတယ်အဲ့တော့ Stanisic ကစားမယ်ဆိုရင်တော့တိုက်စစ်အတွက် အာပူအကူအကူနိုင်စွမ်းအားပေးနိုင်စွမ်းရော့သွားလိုက်မယ်ပေါ့နော်ဒါမှမဟုတ်ဒီကယ်ရိုကစားမလားတော့ကျွန်တော်ကြည့်ရမယ်ကယ်ရိုဆိုရင်တော့အမ်ဘိုက်ဆယ်ကိုပူပန်ပိုးနိုင်တယ်ဒါပေမဲ့ကယ်ရိုကအအမြန်တော့မရှိဘူးပေါ့နော်သူ့ရဲ့ဒီဘောပလင်းအပလီတီပဲရှိတာပေါ့နော်အဲ့တော့အဆိုလိုချင်တာကဘိုင်မြူနစ်မှာတချို့သောတိုက်စစ် aspects တွေအတွက်လိုအပ်တဲ့လက်နက်တွေပျောက်ဆုံးနေကျွန်တော်တို့မြင်နေကြဘိုင်မြူနစ်မဟုတ်နိုင်တဲ့အခြေအနေအခင်းအကျင်းကိုတွေ့ရတယ်အင်တာမီလန်ကတော့ကျွန်တော်လက်ရှိကျွန်တော်တို့ဒီပြောနေတဲ့အချိန်မှာတည်ထားတဲ့သတင်းအရဘတ်စတိုနီက ဒီဖာမနဲ့ပွဲမှာတန်ရာရသွားခဲ့ပေမဲ့အခုနောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာဒီ group live ပါပြန်လဲပါဝင်နေပြီလို့သိရတယ်။ပြီးတော့ဒီအရေးပါတဲ့ left wing back ဖြစ်တဲ့ Federico ဒီမှာကိုကတော့အသင်းလိုက်လေ့ကျင့်ခန်းလေးမှာမပါဝင်သေးဘူး။ဒါပေမဲ့ individually လေ့ကျင့်နေတယ်။ပြီးတော့အမ်ဒီခရီးစဉ်ကို live ပါလာမယ်လို့သိရတယ်ဗောနော်။ဒီမှာကိုက Inter Milan အတွက်တော်လေးကိုအရေးပါတယ်ခစားသမားဖြစ်တယ်ဗောနော်။အဲ့တော့အဲဒီဟာက Inter အတွက် lens ရာ ဒီမပေါဘူးဒီမှာကိုမပေါဘူးဆိုရင်အင်တာမီလန်တိုက်စစ်အတွက်သိသသာအထိကိုက်စီနိုင်တဲ့အချက်ဖြစ်နေတယ်။အပြီးတော့ဘူဆိုးတာက right wing back ဖြစ်တဲ့ Dazen Du Freeze ကလည်းအဒီ April ကုန်လောက်ထိနားရဖို့ရှိနေတယ်ပေါ့နော်။အဲ့တော့ Dazen Du Freeze ရဲ့အပြောမလို့အင်တာရဲ့အခြေအပါဆို wing back လက်နက်နှစ်ယောက်ကဒီပွဲကိုလွှဲချော်နိုင်ခြင်းမြင်နေတယ်။အဲ့တော့အကျွန်တော်တို့ Lautaro Martinez မပါဘူးဆိုရင်တော့ဒီလောက်ကြောက်ဖို့ကောင်းချင်မှာကောင်းပဲ။တကယ် Inter Milan ရဲ့အသက်သွေးကြောကသူ့ရဲ့ဒီ ქვენ လက်တောင်းရောင်းတဲ့ wing back တွေ ပြီးတော့ဒီခန်းစစ်၃ရောက်အဲ့ကစားသမားတွေပို့အရေးပါတယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာအဲ့ဒီအရေးပါတဲ့အင်တာမီလန်အတွက်အရေးပါတယ်တကယ်အသက်သွေးကြောတွေအမ်တန်ရာရရှိနေတာကဒီအင်တာမီလန်အခြေအနေကိုနည်းနည်းလေးရှင်းကြစီရလို့ကျွန်တော်မြင်မိပါတယ်ပို့ဟုတ်တယ်စီဒီအေးဒါနှစ်သိန်းလုံးကဟိုကမန်းဒုံလေးခက်နေတာဟုတ်ပို့ဟိုဘိုင်ယန်မြို့ရှိမှာလဲမူစီယလိုက်နေရာကိုကတော့ဒါအစားထိုးလို့မရဘူးဗျာလက်ရှိလူစင်းမှာကြည့်စို့အိုလီစီဝင်ကစားလဲဒီသူ့ရဲ့ vision လိုမျိုးလောက်ရှိမှာမဟုတ်တော့ scale ဘိုင်း ဒီ skill ဘိုင်းကြောင့်ဘယ်လိုပြောမလဲ policy လဲဒီ dribbling တွေဘာတွေကောင်းတယ်ဒီ technical ဘိုင်းတွေပတ်သက်လာရင်ပြောစရာတိတ်မရှိပါဘူးဒါပေမဲ့ဘောလုံးအမြင်ဘိုင်းမို့လို့တိုက်စစ်ဒီတိုက်စစ်ကိုပတ်မှုမှုဘိုင်းဘောလုံးဖြန့်ဝေမှုဘိုင်းတွေကြတော့အရန်ကိုကွာခြားတယ်ဒီလက်ရှိမူစီယလာနဲ့ကြတော့အဲ့တော့မူစီယလာမှာပါတဲ့ကွက်လက်ကဘိုင်းမြူနစ်တော်တော်ဒရီကိုကြီးမာတယ်ခန်းစစ်မှာဒါဂိုဒမနော်ယာမပါနိုင်တာမှနည်းနည်းတော်သေးရပါလေဒီနောက်ပိုင်းစတာလူငယ်ဂိုဒမလေးအာဘစ်တင်ဒီဂိုဒမလေးရလည်းမစိုးဘူး ဟိုသူ့အနေနဲ့သူလေးဟိုအဆင်ပြေသေးတယ်နောက်ဆုံးဟိုနော်ရာလောက်ထိတော့အားကိုးမရဘူးလေဒါပေမဲ့အရင်ကြီးသူ့ဘဝအခြေအနေမှာမရှိဒါတေချာတို့ကကြတော့မူစီယလာမပါတဲ့အခြေအနေကြတော့ဘိုင်ယန်ရဲ့တိုက်စစ်ကဒါအများကြီးကိုအားရောင်းနိုင်တယ်နောက်တစ်ချက်ကကြတော့ဒါပြောဆိုပဲအင်တာမီလန်မှာလည်းဒီအင်တာရဲ့အသက်ကဒီဘယ်လိုမျိုးဝင်းဘက်တွေပဲဝင်းဘက်တွေကလက်ရှိမှာကြည့်လိုက်မယ်ဆိုပေါက်စီးရဒီမာကိုရဲ့ပေါက်စီးရလဲဒါပေါက်တန်း80လောက်လေးရှိတဲ့ကစားသမားဘယ်ချမ်းမှာဘယ်နောက်ခံလူထဲမှာကြီးမယ်ဆိုတကယ်ကိုကပတ်တန်ကြီးအမြင့်ဆုံးလက်ရှိဈေးဝယ်ရမှာဆိုရင်ဒါပြောလို့ရသလိုတစ်ဖက်မှာညာ ညာချမ်းမှာဆိုလိုက်တာဒီဗရေးကတကယ်အကောင်းဆုံးကစားမှာဒီနှစ်ယောက်မပါနိုင်တဲ့အခြေအနေကအင်တာကဘလိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာလေတော်တော်ကြီးကိုပဲဒါစိတ်ဝင်စားစရာကောင်းပါတယ်။နှစ်သင်းလုံးကတော့အကောင်းဆုံးပုံစံနဲ့ထွက်လာဖို့တော့မရှိဘူး။ဒီနေရာမှာဒီဘိုင်မြူနစ်ကဟိုဘလိုပြောမလဲအင်ရှင်လေးဖြစ်တယ်။ဒီယာနီချန်ပီယံလိဒါဘလူးဝဲအင်ရှင်လေးဖြစ်နေတယ်။ဒီချက်လေးကရောဒါဘိုင်မြူနစ်အတွက်ဘလောက်ထိမြန်ဘလိုပြောမလဲအားကိုးရနိုင်တဲ့အချက်လေးမျိုးဖြစ်နိုင်တယ်။အာအင်ဂျာမန်သင်းတွေကအင်ကွင်းကတော့သိသလားအားကောင်းပါတယ်။ အဲ့တော့ဒီပွဲကိုလည်းဘိုင်ယန်ကသူ့ရဲ့ဒီ attacking ပို့ပို့ပြီးတော့အားကိုးပြီးတော့လာလိုက်မယ်ဒါပေမဲ့ Inter Milan အတွက်အကြိုက်ပုံစံကလည်းတွားပြီးတော့ဖြစ်နေပြန်တယ်ပေါ့နော်ဒီအဝေးဝင်းဖြစ်တဲ့ Inter ကခံရစားရမယ့်အခြေအနေပေါ့နော်အဲ့တော့ဒါ Inter Milan အကြိုက် Italy အသင်းတွေအကြိုက်ပုံစံနဲ့ဖြစ်နေအဲ့တော့ Germany အသင်းတွေကအင်ကွင်းကိုကြိုက်တယ်ဆိုရင် Italy အသင်းတွေကလည်းခံစစ်ကစားရတာပေါ့တော်တော်လေးကြိုက်တယ်တော်တော်လေးကျွမ်းကျင်တယ်ပေါ့နော်ဒီလိုမျိုးဒီလိုပွဲ reactive ချင်းကမဲ့အခြေအနေမျိုးမှာ Inter Milan ပို့ပြီးတော့အားကောင်းလေးရှိတာကိုလည်းကျွန်တော်တို့ အမြင်ရတယ်ပေါ့နော်အဲ့တော့အဲဒီပွဲကတော်တော်လေးကြီးကောင်းမယ်အဲနီးပြပိုင်းနီးပြပိုင်းမှာဆိုရင်တော့ကျွန်တော်ကဆီမိုနီအင်ဇဂီရဲ့အခင်းချင်းတွေပို့ပြီးတော့အထင်ကြီးတယ်ပေါ့နော်ပြောမှဆိုရင် company ထက်စာရင်အင်ဇဂီကပို့ပြီးတော့တက်သေးလက်ပြထားနိုင်တယ်လို့ပို့ပြီးတော့ရှုပ်ထွေးတဲ့အခင်းချင်းတွေနဲ့သူတိုက်ခိုက်နိုင်တာကိုကျွန်တော်အချိန်ချင်းတွေးခဲ့ရပြီပေါ့နော်အဲ့တော့ဒီဘက်မှာလည်းဘယ်လိုမျိုး setup လုပ်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ဘက်စတိုနီလိုကစားသမားမျိုးကိုလက်ဝင်ဘက် တက်သုံးတာမျိုးတော့ဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်လို့ဒီမှာကိုသာမပါဘူးဆိုရင်ပေါ့နော်ဘက်စတိုနီတချို့သောပွဲတွေမှာကစားဘူးတယ်အဲ့တော့ဘက်စတိုနီကဒီ left center back နေရာကနေ play making ကောင်းကောင်းလုပ်နိုင်တယ်ပေါ့နော်အဲသူ့ရဲ့ပြည့်စည်ကစားပုံကြောင့်လည်းဒီဒီမှာကိုကပို့ပြီးတော့ခြေစွမ်းကောင်းလာဒါလို့ပြောလို့ရတယ်ပေါ့နော်အဲဒီ left center back နေရာကနေဒီတော့ဆောသူတာဝန် reference တခုလုံးကိုရှေ့ရောနောက်ကောဘက်စတိုနီကအကောင်းဆုံးသွန်မိုးထားနိုင်တဲ့ကစားသမားဖြစ်တယ်အဲ့တော့တချို့သောပွဲတွေမှာကျွန်တော် ဘယ်ပွဲလဲမသိဘူးတပွဲပေါ့နော်လက်ဝင်ဘက်ပုံစံမျိုးကစားသွားတာကြည်ဘူးတယ်ပေါ့လေအဲ့တော့အဲ့လိုမျိုးပုံစံမျိုးသုံးလာနိုင်တယ်အဲဒါဒီတိုက်စစ်အတွက်လက်နက်တစ်ခုဖြစ်သလိုခံစစ်အတွက်လည်းအဲဒီပို့ပြီးတော့ချစ်လက်သွားစေနိုင်တဲ့အဲရွေးချယ်မှုပေါ့နော်အဲ့တော့ပြီးတော့ဒီ right ဝင်ဘက်မှာတော့တေချာတယ် doesn't do free လောကမပါဘူးအဲ့တော့ဒီ damian ကိုပဲသုံးမလားတော့ကျွန်တော်တို့ကြည့်ရမှာပေါ့နော် damian ကလည်းဒါ tactical weapon အနေနဲ့တော်တော်လေးကိုကောင်းတဲ့ကစားသမားတစ်ယောက်ပါအဲ့တော့အဲအဲဒီ setup တွေကိုကျွန်တော်တို့ ဘလူလာမလဲဆိုတာကိုရင်ခုန်သွားရဖို့ရှိတယ်အဲပြောမစိုးရင်တော့ဘိုင်မြူနစ်ရဲ့အင်ကွင်းအားသာချက်ကအဲအင်တာမီလန်ရဲ့ခံစစ်ကောင်းတာပြီးအင်တာမီလန်ရဲ့အဲအခြေအနေထက်တော့အများကြီးတာလွန်နေရလို့ကျွန်တော်မထင်ဘူးကိုဟုတ်တယ်အဲဘိုင်မြူနစ်ကတော့ဒီ2021 2021ကဖြစ်နေတယ်ဗီအက်ဂျီကိုသူရှုံးပြီးနောက်ပိုင်းချန်ပီယံလိအင်ကွင်းမှာတော့တော့ရှုံးတော့မရှုံးပြောပါလေရှုံးခဲ့လို့ဆိုတော့ဒါသူတို့အင်တာဟိုတော့အနေဆုံးတော့တရေတော့ကစားနိုင်မှာပါလေ ါတော့သူ data ရပြီပါနည်းနည်းလေးခံမှန်းကြည့်ရတူနောက်အင်တာမီလန်ဘက်ကလည်းဟိုနည်းနည်းလေးပြောစရာရှိတာမာကတ်စတူရန်ပေါ့လေမာကတ်စတူရန်ကဒါအလုံးတရတဲ့ပဲမွန်ချန်ကလပ်ဘက်နဲ့အတူဒါဘွန်နက်စတီကာတွေ့ကြုံရှိတယ်အဲဂျာမနီမှာကစားခဲ့တဲ့သူ့ရဲ့တွေ့ကြုံများအခုဒါ Alliance Arena ကိုပြန်လာမဲ့အချိန်မှာဒါမာကတ်စတူရန်အင်တာမီလန်အတွက်ဘလောက်ထိအထောက်ပံ့ဖြစ်နိုင်မလို့ဒါစီတူသုံးသပ်မိတယ်အာမာကတ်စတူရန်ကဒီရသည်အင်တာမီလန်မှာတော့ဒေါ်လေးကိုဂိုးတွေတောက်လျှောက်သွင်းပေးနေတာပေါ့နော် အဟိုလေးကပါမနဲ့ပွင့်ပါဆိုတော်တော်ရည်ရတယ်ဟိုသူကြော်သွင်းတာမဟုတ်ဘူးချော်သွားလာမယ့်ဘောလုံးကြော်ပြီးတော့ဝင်သွားတယ်ပေါ့နော်ဂိုးလည်းတော်တော်လေးရှိတယ်အတိုင်းတော်တော်လေးထိရအောင်ကျွန်တော်မြင်ရတယ် interview ရတော့ကျွန်တော်တော်တော်များများကြည့်ပြတယ်ပေါ့နော်လက်ရှိစီးရီးမှာတိုင်ထိရအများဆုံးသာသမာထင်တယ်အဲ့တော့တကယ်လို့အဲ့အပောင်းလိုက်စီးရီးမှာ၉သွင်းအများဆုံးတော့ဖြစ်နေမှာပေါ့နော် market tour ရဲ့ဒီဟာဒီအခြေစွမ်းတော်တော်လေးအရေးပါတယ်ပြီးတော့သူ့ရဲ့ style ပေါ့နော်အဲ့လို physical presence လည်းရှိတယ်အဲ speed လည်းအရင်ကြီးပေါ့နော် unpopular လို့မြင်လာတော့မဟုတ်ပေမဲ့ အမြန်နဲ့တည်းမှာပါတယ်ပေါ့နော်အဲအဲ့အနေထားတစ်ခုကတော်တော်လေးကောင်းတယ်ပြီးတော့သူရဲ့တွဲဘက်ကစားသမားရင်းနဲ့အနားလည်မှုအထူးသဖြင့်ဒီဝင်းဘက်စီနဲ့အပေါင်းဆက်ကစားနိုင်မှုကတော်တော်လေးအဆင်ပြေရပေါ့အဲအင်တာမီလန်ကအင်တာမီလန်အကြောင်းပြောမယ်ဆိုကျွန်တော်တယောက်ချင်းစီထက်ဆိုင်သူတို့ရဲ့ဒီ online ကျင်းလိုက်ပေါင်းဆက်ကစားနိုင်စွမ်းကတော်တော်လေးအံ့အသင့်မှုကောင်းတယ်တချို့သောအခြေအနေမှာဝင်းဘက်စီကဝစ်နေရာယူထားတယ်အဲ့တော့ဘောက်ဆဲမှာလူသိမ့်မရှိဘူးဒါမှမဟုတ်အဲ့ဘောက်ဆဲကိုခုနဘက်စတိုနီယိုလို့ကစားသမားတွေပြီးတော့ခန်ဆက်ကအယန်ဘစ်ဆက်တို့လို့ကစားသမားတွေ ရောက်လာပြီးတော့ဝိုင်းဝင်းတိုက်ခိုက်တာမျိုးပေါ့နော်အဲ့လိုအခြေအနေမှာကြတော့ဒီတိုက်စစ်မှာရှိနေလောက်ထားတော့မှဒီ Nest တို့အဲဒီ Market Student တို့ပို့ပြီးတော့လွတ်တယ်သူတို့အထံဆောင်ချင်းကြီးကစားရပါဘောနော်အဲ့ဒီကွင်းလေကလည်းဒီ Hagan Chano လူတို့ပြီးတော့ဒီ Marketarian တို့ပြီးတော့ Nicolo Baella တို့ရဲ့အဲ့လိုအတက်အစင်းနဲ့ပုံစံမျိုးစုံကစားနိုင်တာကလည်း enemy လဲအားသာချက်ဖြစ်ပြီးတော့အဲ့လိုအားသာချက်ကြောင့်ပဲဒီ Market Student တို့ပို့ပြီးတော့အခွင့်အရေးပို့ရတယ်ဘောနော်အဲ့ဒီຢာဒီမှာ Market Student ကလည်းခြေစွမ်းပို့ကောင်းလာတဲ့အတွက် အဲတေးကြတယ်ဘိုင်မြူနစ်တို့ကကြီးမားတယ်သူတို့ကဖြစ်မယ်လို့ကျွန်တော်တို့ယူဆထားတယ်ပေါ့ဘိုင်မြူနစ်နဲ့ဒါအင်တာမီလန်တို့ပွဲရလဲတကယ်ဟိုကြီးကောင်းမဲ့ပွဲတစ်ပွဲပါချန်ပီယံဟောင်းနေလဲဖြစ်တယ်ဒါဘိုလူပွဲတွေမှာရှင်ဆိုင်ခဲ့ရတဲ့ဆိုင်ခဲ့မှုတွေလဲအသင်းတွေလဲဖြစ်တယ်ပေါ့လေအဲဆိုဒါနောက်ဆုံးအနေနဲ့ညီဘယ်တင်းကဒါဘယ်ရက်လက်ကောင်းတစ်ခုပေါ့ပြောချင်တာအင်တာတေးဆိုလဲဒါဝေးကွင်းတေးဆိုတာသူ့အတွက်ရက်လက်ကောင်းတစ်ခုဒါကိုဒါပြောလို့ရတာပေါ့လေဒါပထမအကြော့မှာဘယ်တင်းကရက်လက်ကောင်းတစ်ခုယူသွားနိုင်မယ်လို့စဉ်းစားချင်တော့အမ်ဒါရှိချေဇွန်နဲ့ဒီချန်ပီယံလိဂ်အတွေ့အကြုံ အပြီးတော့ဒီအခင်းချင်းအရကြီးမယ်ဆိုရင်ကျွန်တော်အင်တာမီလန်ပရီဘက်ကိုရနိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ယူဆအင်တာမီလန်ရလက်ကောင်းမယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော်အင်တာမီလန်အနေနဲ့အဓိကကတော့ခြေစွမ်းထက်ဆိုင်ရင်ဒီဘိုင်မင်းနစ်ခြေစွမ်းတက်အရန်ကိုအရေးပါတယ်ဘိုင်မင်းနစ်တိုက်စစ်တော့အရန်ကိုအရေးပါဂျမမှုစီယာလာရဲ့ဒန်ယာပေါ့နော်အဲဒန်ယာကြောင့်ဘိုင်ယန်ကြီးကြီးမားမားထိခိုက်နိုင်တယ်လို့ကျွန်တော်ယူဆတယ်အင်တာမာကဟုတ်တယ်ဒီ attacking weapons တွေမပါဘူးဆိုရင်တော့ ရတယ်သူကဝေကွင်းမှာခံစစ်လာကစားရတယ်ဆိုတော့ယူရချက်မျိုးသူတွားလို့ရတယ်ပေါ့နော်ဘိုင်ယန်ကတော့တိုက်စစ်ကစားရမယ်အတင်းဖြစ်နေတယ်တိုက်စစ်ကစားရမယ်အတင်းဟိုနိုင်ရမယ်အတင်းပေါ့နော်ပထမကြောနိုင်ရမယ်အတင်းဖြစ်နေတဲ့အခါမှာနိုင်မှုတော့ကိုးသွင်းမှုလိုတယ်အဲ့တော့ကိုးသွင်းမှုအတွက်အရေးပါဆုံးအဲလက်နက်တစ်ခုဖြစ်တဲ့မူဆီယာလာမပါခြင်းကဘိုင်ယန်ကိုဒုက္ခရောက်စေမယ်အင်တာကလည်းအဲ့ဒီအားနည်းချက်ကိုထိန်းချုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပြီးရဲကို ဒါစီတူတော့တက်ပြီးတော့လည်းဒါ Soccer Operator တွေဂျင်းနဲ့မြင့်တက်လိမ့်မယ်လို့ထင်ပါတယ်။ကြီးစုအားပေးကြတဲ့ Soccer Operator တူဦးချင်းစီကိုလည်းဒါကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းလည်းသဘောအဘေးအနေနဲ့ဒါအမြဲဆုံးကြော်လွားနိုင်ကြပါစေလို့ဆုမွန်အောင်တောင်းချင်ပါတယ်။ကျွန်တော်ဒါ Soccer ဒါ YouTube Channel ကနေပြီးတော့မှလည်းဒီငလင်ဘေးကြောင့်ပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာဒါရှေ့ဆက်ပြီးမှတက်ဆန်တွေဆက်လက်ပြီးမှပါဝင်ကူညီလူတိုင်းပေးသွားမယ်ဆိုတဲ့အကြောင်းလေးကိုလည်းတည်ငောင်းပွားခြင်းပါတယ်။ဒါအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ။